ကျမကိုတင်နန်းမှာလူတွေမေးကြတာပေါ့နော်။အာဆီယာမကျွန်တော်တို့ရဲ့အရှုံးမြင့်စီးရင်မှာအယောင်နဲ့ပတ်သက်တဲ့ကြွေးချယ်မျိုးထက်သွင်းမစင်စားတင်ဘူးလား။ဒီမေးခွန်းအားလုံးလည်းသိချင်မယ်ထင်ပါတယ်။ဒီတော့လေကျမဒီမေးခွန်းလေးမဖြေခင်နဲ့ဥပမာလေးတစ်ခုနဲ့ကျမရှင်းပြချင်ပါတယ်။ဆိုကြပါစို့ကျမ iPhone အသစ်တစ်လုံးကျမဝယ်ဖို့ရှိတယ်။ထားပါတော့အခု version 17ဆိုပါစို့ကျမ pre order တော့မှာမယ်။ဒါဆိုရင်ねကျမတို့အရင်ဆုံး deposit 10သိန်းချမယ်။ ဒီတော့တဲ့ iPhone ရောက်တဲ့လူပတ်ကတဲ့ဆယ်သိန်းရတဲ့ချိန်မှာအယောင်းဝယ်ဖြစ်ပြီလားမဖြစ်သေးပါဘူး။ဘာလို့လဲဆိုတော့ပစ္စည်းကကြိုတင်မှားတဲ့အဆင့်မှုလို့ပါ။ iPhone လာယူလို့ရပါပြီလို့ကျမသူ့စီကိုသွားမယ်။ရောက်သွားတဲ့ချိန်မှာကျမအယောင်းရွေးတယ်ကစ်ဒီပါလေးရွေးလိုက်လို့ဆိုကြပါစို့နောက်ထပ်ကျမ360ထပ်ပေးရမယ်ဆိုပါစို့အဲ့ချိန်မှာကျမ390ပဲပါသွားတယ်ကျမပြောမယ်390ပဲပါတယ်90ပေးမယ်နောက်နေ့ကျရင်ကျမ100သိန်းလာပေးမယ် အဲ့တော့ရောင်နဲ့လူကလည်း okay ရတယ်ဆယ်သိန်းတော့နေမှလာပေးပါလို့ပြောတယ်။ဒါဆို ရောင်နဲ့လူဘက်ကစဉ်းစားကြည့်ရပါအောင်။သူ့အနေနဲ့ iPhone ဒီအယောင်းဝယ်ဖြစ်ပြီလား။ ဒီချိန်မှာစဉ်းစားကြရရှိလာတယ်။ဘာလဲဆိုတော့၁၀သိန်းကျန်နေသေးတာမို့လို့ iPhone ကအယောင်ဝယ်မဖြစ်သေးဘူးလို့ပြောလို့လည်းရတယ်။တိုတိမဟုတ်အယောင်ဝယ်ဖြစ်ပြီလို့လည်းပြောလို့ရတယ်။ Okay အယောင်ဝယ်ဖြစ်ပြီ။ဘာပစ္စည်းမှလက်ထဲမှာမရှိတော့တာကျမတို့အယောင်ဝယ်ဖြစ်ပြီပေါ့။ဒါဆိုရင်လည်းကျမထပ်မေးကြည့်ချင်ပါတယ်။ iPhone ကိုအဲ့ဒီနေ့မှာကျမဘယ်ဈေးနဲ့ဆင်းသွင်းရမလဲအယောင်ကိုပထမနေ့ကကျမ deposit 100သိန်းပေးထားတယ်။ဒီနေ့သိန်း50ထပ်ပေးလိုက်တယ်။သိန်း60ကျမနဲ့သူနဲ့ဒီရသိန်း80ဒီလိုဆိုရင်ね ုနတော့ iPhone တစ်လုံးရဲ့ရောင်းဈေးတည်360လား360လားကျမတို့အရောင်းကို60နဲ့ထည့်မလား80နဲ့ထည့်မလားအကယ်လို့ကျမပတ်စံမရသေးတဲ့30သိန်းကိုကျမလျှော့ပြီးရ60နဲ့ဒါကျမထည့်မယ်ဆိုရင်လည်းကျမရောင်းဈေးနည်းနေမှာပေါ့ဒါဆိုရင်ကျမအရှုံးမြတ်ကမှန်ပါမလားပြီးတော့လေစဉ်းစားကြရှိတာကကျမတို့ရောင်းလိုက်ပြီးဆိုတိုင်းဆိုတိုင်းမှာတဲ့ကျမတို့လက်ထက်ပစ္စည်းထွက်သွားပြီးတကယ်ပဲရောင်းလိုက်ရတဲ့ရောင်းဈေးတည်ကျမတို့ရဲ့အယောင်ဖြစ်ပါတယ် အဲ့ဒီရောင်းထဲကနေမှကျမတို့အရင်ကိုတုတ်လိုက်တာဒီကျမတို့ရဲ့ gross profit လို့ပြောတယ်အကျမ်းမြတ်ကိုရတာဖြစ်ပြီးတော့ဒီအောက်ကမှကျမတို့ဈေးကိုဆက်နှုတ်လိုက်တာဒီ net profit ကိုရတာဖြစ်ပါတယ်အကယ်လို့များတာကျမပတ်စံမရသေးတဲ့ဟာကိုကျမထည့်သွင်းစဉ်းစားလိုက်တယ်ဆိုရင်ねကျမရဲ့ရောင်းစရာ3.80မဟုတ်တော့ဘူး3.60ဖြစ်သွားမှာပေါ့ဒါဆိုကျမရဲ့ GP ကနည်းသွားမှာပါဒါဒီဥပမာတွေကိုစဉ်းစားပြီးတော့ AR လို့ပြောတဲ့ကျွေးကြံ balance ကြီးကျမတို့ ပြန်နယ်ထဲမှာထည့်သွင်းစဉ်းစားတင်လားမတင်ဘူးလားဆိုတာကိုစဉ်းစားလို့ဖြေရမယ်ထင်ပါတယ်။ကျမနာမည်မီဝဲမှာကျမ Try Business Solution Founder ပါ CEO လည်းဖြစ်ပါတယ်။အမြဲလို့လို့ကျမရဲ့ page တွေပေါ်မှာ accounting နဲ့ပတ်သက်တာတွေ business နဲ့ပတ်သက်တာတွေ motivation နဲ့ပတ်သက်တာတွေဒါမှမဟုတ်ကျမရဲ့သင်တန်းနဲ့ပတ်သက်တာတွေကျမရဲ့ service နဲ့ပတ်သက်တာတွေတခုမဟုတ်တခုအမြဲလိုပဲဝေမျှလည်ရှိပါတယ်ဒီတော့စိတ်ဝင်စားတယ်သိချင်တယ်ဆိုရင်တော့ကျမရဲ့ train business solution page နဲ့ mimi win consultant coach page တွေနဲ့ tiktok ပေါ်မှာ live လည်လာနိုင်ပါတယ်ရှင်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်